ရုတ်ရဲ့ရဝန်းလမ်းကြောင်းစီမံကိန်းပြီးဆုံးပြီလားတန်ဇနီးယားလူဝင်ကြီးကြပ်ရေးအဖွဲ့ကလမ်းမေးဇေယောင်းနဲ့တရုတ်နိုင်ငံသားအလုံးကိုနိုင်ငံကနေထွက်ခွာဖို့ပြောကြားခဲ့ပါတယ်ဒီလိုဖြစ်ရတာကဒေတာခန့်ကီကိုဇေးတဲ့တွေကနိုင်ငံခြားသားဇေးတဲ့တွေကသူတို့အပေါ်မတရားလုပ်တယ်လို့အချိန်ပေါင်းများစွာတိုင်ကြခဲ့လို့ပါ ဒါကြောင့်မဲဒါကိုတံမရကစုံစမ်းစစ်ဆေးဖို့အတွက်အမိန့်ကိုလက်မှတ်ထိုးခဲ့ပါတယ်။စစ်ဆေးမှုရလဒ်ကတော့တကယ်ကိုထိတ်လန့်စရာပါ။တာဝန်ရှိသူတွေကတရုတ်ဇေဒဲ့တွေရဲ့တရားမဝင်လောက်ရကြီးနှစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အများစုကဒေသခံမှတ်ပုံတွေကိုအသုံးပြုပြီးစီးပွားရေးလုပ်ငန်းတွေကိုတရားမဝင်မှတ်ပုံတင်လုပ်ကိုင်နေကြတာပါ။စီးပွားရေးဗီဇာဒါမှမဟုတ်ခရီးသွားဗီဇာတွေနဲ့လက်လီဇိုင်းတွေကတဆင့်လုပ်ငန်းအများပြားကိုချုပ်ကန်ထားကြတာပါ။ တန်ဇနီးယားဆိုရကတော့အသေးစားဆိုင်တွေနဲ့လက်လီလုပ်ငန်းတွေဟာဒေသခံတွေအတွက်ပဲဖြစ်တယ်လို့အရင်ကတည်းကသတိပေးထားပြီးနိုင်ငံခြားသားတွေဟာတင်းကျပ်တဲ့စီးမြင်တွေကိုလိုက်နာမယ်လို့ပြောထားခဲ့ပါတယ်။ဒါပေမဲ့လည်းတရုတ်ဈေးတွေတွေကတရားမဝင်ဆက်လုပ်နေခဲ့ကြပါတယ်။ဒါကြောင့်အများပြားကိုနိုင်ငံတွေကနှင်းထုတ်ပြီးပါပြီ။အခုဆိုရင်လူဝဲမှုကြီးကြပ်ရေးအဖွဲ့ကကာရာကိုဈေးကနိုင်ငံခြားသားဈေးတွေကိုစစ်ဆေးနေပါတယ်။အဲဒီမှာနိုင်ငံခြားသားတွေဟာလက်လီရောင်းချခွင့်မရှိပဲလက်ကားလုပ်ငန်းပဲလုပ်ကင်ခွင့်ရှိပါတယ်။ ဒီအခြေအနေကအာဖရိကနဲ့တရုတ်တို့ရဲ့ဆက်ဆံရေးမှာကြီးမားတဲ့ပြောင်းလဲမှုကိုပြသနေတာပါအရင်တော့ကတရုတ်ကွန်မြူနတီပါတီစစီဘီဟာအကူအညီပေးတာနဲ့အဆောင်စီမံကိန်းတွေကတဆင့်အာဖရိကမှာဩဇာရခဲ့ပါတယ်။ဒါပေမဲ့အခုတော့အာဖရိကနိုင်ငံအများအပြားကအရင်လိုတရုတ်ကိုမယုံကြည်တော့ပါဘူး။တောင်အာဖရိကမှာရှိတဲ့တရားရုံးတစ်ခုကတရုတ်လူမျိုးခွနအုပ်ကိုတဦးကိုအနှစ်20စီထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။သူတို့ဟာမလာဝီနိုင်ငံသား60ကျော်ကိုဂျိုဟန်နက်ဘတ်စစ်ရုံတစ်ခုမှာစိုးရွားတဲ့နေထိုင်မှုအခြေအနေနဲ့အရန်ကိုနဲတဲ့လာစာတွေနဲ့အလုပ်ခိုင်းခဲ့လို့ပါ။ 2019ခုနှစ်နိုဝင်ဘာလကရဲတွေဝင်ရောက်စုံစမ်းစစ်ဆေးနေတော့မှအလုသမားတွေကိုဖမ်းမိခဲ့ပါတယ်။အဲဒီလှပသောမြို့တော်လို့ခေါ်တဲ့စစ်ရုံဟာစောင်းတွေအတွက်အတွင်းခံတွေကိုထုတ်လုပ်တာပါ။2019ခုနှစ်2019ခုနှစ်အတွင်းတရားမဝင်နေထိုင်တဲ့မလာဝီနိုင်ငံသား62ဦးကိုခန်းထားခဲ့ပါတယ်။အဲ့ဒီထဲမှာအသက်14နှစ်ကနေ16နှစ်ကြာကလေးငယ်16ဦးပါဝင်ပါတယ်။အလုသမားတွေဟာတပတ်ကို9ရက်အချိန်ကြာမြင့်စွာအလုပ်လုပ်ခဲ့ရပြီးစစ်ရုံတွေကထွက်ခွာခွင့်မရခဲ့ကြပါဘူး။တရုတ်ပိုင်ရှင်တွေကိုလူကုန်ကူးမှုကျုံပြူးမှု လုံခြုံတဲ့လုပ်ငန်းခွင်နဲ့တရားမဝင်ရှေ့ပြောင်းနေထိုင်သူတွေကိုကူညီမှုတွေနဲ့ဆွဲချက်တင်ထားပါတယ်။အာဖရိကမှာတရုတ်စီးပွားရေးလုပ်ငန်းတွေအပေါ်မှာလည်းမကျေနပ်သူတွေပိုများလာပါတယ်။ကင်ညာမှာ China Square အဖြစ်ပြက်ကဒါဟုတ်ပြသနေပါတယ်။ဒေသခံတွေကတရုတ်ဆိုင်တွေကပစ္စည်းတွေကိုဈေးအရန်နှိမ့်နဲ့ဈေးနှုန်းတွေနဲ့ရောင်းချလို့ဒေသခံအသေးစားဆိုင်တွေကိုထိခိုက်တယ်လို့ပြောပါတယ်။ကုန်သွယ်ရေးဌာနကနိုင်ငံသားရှောင်းချသူတွေကိုနှင်ထုတ်မယ်လို့တောင်ပြောခဲ့ပြီးပစ္စည်းထုတ်လုပ်ရေးကိုပဲအာရုံစိုက်ဖို့ပြောခဲ့ပါရီ။နမီးဘီးယားမှာတရုတ်ကုမ္ပဏီတွေကိုမတရားလုဆောင်မှုတွေ တရုတ်အလုံသမားအလွန်ကျွမ်းခံထားမှုတွေဒေသခံတွေအတွက်အလောက်ကန်ရောင်းနေအောင်လုပ်မှုတွေနဲ့အခွန်နဲ့အလုံသမားဥပဒေတွေကိုမလိုက်နာမှုတွေနဲ့ဆွဆွဲခံခဲ့ရပါပြီ။ဒါကြောင့်တရုတ်စီးပွားရေးနေရာတွေကိုပိတ်ပင်မှုဒါမှမဟုတ်ဖျက်ဆီးမှုချိန်ချမှုတွေဖြစ်ပေါ်ခဲ့ပါပြီ။တရုတ်ကုမ္ပဏီတွေရဲ့အရေးသွေးညံဖြစ်မှုနဲ့စီမံခန့်ခွဲမှုဆိုးဝါးတာတွေကိုလည်းလူအများကဝေဖန်ခဲ့ကြပါပြီ။ဇင်ဘာဘွေမှာလည်းဒင်းဒေါင်းဆိုတဲ့စကားလုံးဟာအရေးသွေးညံဖြစ်တဲ့တရုတ်ထုတ်ကုန်တွေကိုဆိုလိုတာပါ။ တရုတ်တပ်ထုတွေနဲ့တချို့စစ်ရုံတွေဟာတစားကြုပ်တွေမရှင်းလင်းတာလုပ်ငန်းခွင်အခြေအနေမကောင်းတာနဲ့ပတ်ဝန်းကျင်ကိုထိခိုက်တာတွေကြောင့်ဆန္ဒပြပွဲတွေနဲ့တိုက်ခိုက်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။အင်ဂိုလာနဲ့ဗဟိုအာဖရိကသမ္မတနိုင်ငံတို့မှလည်းဒေါ်သာထွက်နေတဲ့ဒေသခံတွေကတရုတ်ဆိုင်တွေနဲ့တပ်ထုတွင်းတွေကိုဖျက်ဆီးခဲ့ကြပါတယ်။ဒါကတရုတ်ကုမ္ပဏီတွေကိုမတရားစီးပွားရေးလှုပ်ဆောင်မှုတွေနဲ့အလုပ်သမားတွေကိုညှဉ်းပန်းနှိပ်စက်မှုတွေကြောင့်ဆန္ဒပြတာပါဒီအဖြစ်အပျက်တွေကတရုတ်နိုင်ငံကဈေးကွက်ကိုလွန်လွန်ကပ်ကပ်ထိန်းချုပ်မှုနဲ့စီကံမဲ့ရှင်းပြမှုတွေကြောင့် ဒေသခံစီးပွားရေးတွေထိခိုက်ပြီးလူမှုရေးပြဿနာတွေဖြစ်ပေါ်လာတာကိုအာဖရိကကပိုပြီးသတိထားမိလာတာ ဖြစ်ပါတယ်။ဒါကြောင့်တရုတ်နိုင်ငံရဲ့ဈေးနှုန်းနှိမ့်ချတဲ့နည်းပြဟာကိုအခုအခါမှာတော့မေကိုထုတ်เสียဖြစ်လာပါပြီ။တရုတ်ဆိုင်ကအမှတ်တံဆိပ်တွေဟာဈေးပေါ်လို့အာဖရိကမှာတစ်ချိန်ကလူကြိုက်များခဲ့ပြီးမြဲအခုတော့လူတွေပိုပိုပြီးနည်းနည်းဝယ်လာကြပါပြီ။ဘာကြောင့်လဲဆိုတော့အရေးသွေးကညံ့တယ်အလွယ်တကူပြက်စီးတယ်ပြင်းအားခတ်တယ်။ဈေးကွက်မှာစီးပင်းစည်းကမ်းတွေလည်းပိုပြီးတင်းကျပ်လာပါတယ်။အာဖရိကနိုင်ငံတွေကတရုတ်ရောင်းချသူတွေကိုရှင်းရှင်းလင်းလင်းပြောနေတာက ဒီမှာအလွတ်လွတ်လို့ရတယ်ဒါပေမဲ့ဂယုမဆိုင်ပဲလုပ်လို့မရဘူးဆိုတာပါတရုတ်နဲ့အိန္ဒိယနှစ်ဘင်းဆိုင်ကအများအပြားအာဖရိကကိုဝင်ရောက်ခဲ့ပြီးမဲ့အိန္ဒိယဆိုင်ကတွေကအနိုင်ရပါတယ်အကြောင်းရင်းကတော့တရုတ်ဆိုင်ကတွေရဲ့အရေးသွင်းကချန်ပီယံလို့ပါအရေးသွင်းမကောက်ရင်ပလတ်စတစ်တွေကပျက်စီးလွယ်ပြီးအလွယ်တကူကျိုးပဲ့ရင်လူတွေကမလို့ချင်ကြပါဘူးဘလောက်ပဲဈေးပေါပေါအရေးသွင်းညံ့ရင်လူတွေကမဝယ်ပါဘူးဒါကြောင့်တရုတ်ဆိုင်ကတွေမအောင်မြင်တာပါဒါပေမဲ့ Honda ဆိုင်ကတွေကတော့အာဖရိကမှာနေရာယူသွားပါတယ် အဖြစ်ပြက်သေးတစ်ခုကဟူဘေးဒေသခံတွေကိုလည်းရှက်စေရပြီးအာဖရိကကိုပါဂုံတိတ်ခါကြာဆင်းစေခဲ့ပါတယ်။နိုင်ဂျီးရီးယားစီးပွားရေးသမားတို့ကနေရောင်ခြည်တုံဆိုလာပြားတွေအတွက်ယွမ်ငတ်တက်တမ၅အတန်ကိုဟူဘေးသွင်းကုန်ထုတ်ကုန်ကုမ္ပဏီတစ်ခုကိုပေးချေခဲ့ပြီးမယ်။မုံတိုင်းနိုင်ခံရပြီးပျက်စီးနေတဲ့ဆိုလာပြားတွေကိုသာရရှိခဲ့ပါတယ်။ဟူဘေးထုတ်ကုန်တွေကဈေးပေါ်တယ်လို့လူသိများပါတယ်။နိုင်ဂျီးရီးယားဝယ်ယူသူတွေကလည်းဈေးညှိနှိုင်းရမှာတော်ပါတယ်။ဈေးနှိမ့်တာကကောင်းပေမဲ့အရေးသွေးနှိမ့်တာလည်းလဲလဲရတာများပါတယ်။ ူကဈေးပေါ်တဲ့ဆိုလာပြားတချို့ကို400ဝက်လို့တစ်စိတ်တက်ထားပေမဲ့အဲ့ဒီဆိုလာပြားတွေကအမှန်တကယ်300ဝက်လောက်ပဲထွက်တာပါဒါတော့မှအလလုတ်သေးတယ်လို့ပြောပါရီဒါပေမဲ့ဟူဘေးကပစ္စည်းတွေကတော့လုံးဝကိုအလုံးမလုတ်ပါဘူးဒါအလုံးဝလက်ခံနိုင်စရာမရှိပါဘူးအခုဆိုရင်နိုင်ဂျီးရီးယားဝယ်သူတွေဟာကုမ္ပဏီကိုဆက်သွယ်လို့တော့မရပါဘူးသူဟာစိတ်ပြအားငယ်နေပြီးနိုင်ငံဖြတ်ကျော်ပြီးဒီအမှုကိုလုပ်ဖို့ Interpol ကိုဆက်သွယ်ထားပါတယ်။တရုတ်ရဲ့ CCP ရဲ့ပြင်းထန်တဲ့ရှင်းပြမှုအောက်မှာကုမ္ပဏီအများပြားဟာအနိုင်ရဖို့အတွက်အလွန်အကျွံစူးစမ်းကြပါတယ်။ တို့ဟာထုတ်ကုန်တွေအလွန်ကျွံထုတ်လုပ်ပြီးဈေးနှုန်းတွေရှော့ချကအရေးသွေးကိုပါရှော့ချနေကြပါလိမ့်။ဒါကရေတိုးမှာအကျိုးရှိနိုင်ပေမယ့်ရေရှည်မှာတော့ကုန်အမှတ်တရစိတ်ကိုထိခိုက်ပြီးလူတွေရဲ့ယုံကြည်မှုကိုဆုံးရှုံးစေပါလိမ့်။အရေးသွေးနဲ့တရုတ်ကုန်ပစ္စည်းအများပြားကဈေးကွက်ကိုလွှမ်းမိုးထားလို့ဖောက်သည်တွေကိုထိခိုက်စေပြီးဈေးကွက်ကိုမတည်မငြိမ်ဖြစ်စေပါလိမ့်။တရုတ်ကုမ္ပဏီအများပြားနိုင်ငံသားကိုထွက်လာတဲ့အခါဒီပြည်ထနာကတခြားနိုင်ငံတွေကိုပါပြန့်နှံ့စေပါလိမ့်။လွန်ခဲ့တဲ့10နှစ်အတွင်းမှာတရုတ်နိုင်ငံဟာရေဝန်လမ်းကြောင်းစီမံကိန်းကတစ်ဆင့်အာဖရိကမှာအယမ်းအင်အားကြီးလာပါလိမ့်။ ယထာလန်တွေဓာတ်ပေးစက်ရုံတွေနဲ့ကြီးမားတဲ့စီမံကိန်းအများပြားမှာရင်းနှီးမြှုပ်နှံခဲ့ပါတယ်။အာဖရိကနိုင်ငံအများပြားဟာတရုတ်ကိုအတိုးကြီးတဲ့ချေးငွေတွေကိုအများကြီးပေးဆက်ဖို့ရှိနေပါတယ်။တရုတ်နိုင်ငံဟာအာဖရိကမှာအမေရိကန်ဒေါ်လာဘီလီယံ400ကျော်ကိုရင်းနှီးမြှုပ်နှံထားပြီးအများစုကချေးငွေတွေပါ။အာဖရိကမှာကမ္ဘာလုံးဆိုင်ရာစွမ်းအင်နဲ့ကာကွယ်ရေးအတွက်လိုအပ်တဲ့လစ်သီယမ်ခိုဘော့ခ်နဲ့ရှာပါဒရက်ဆင်လိုအရေးပါတဲ့သရဲစားဓာတ်တွေရှိပါတယ်။ကြီးမားတဲ့စီမံကိန်းတွေကတစဉ်တရုတ်နိုင်ငံဟာဒီသရဲစားဓာတ်တွေရဲ့တည်ယူပို့ဆောင်ရေးကိုထိန်းချုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကအကူအညီပေးတာနဲ့အဆောက်အအုံစီမံကိန်းတွေကိုအသုံးပြုပြီးကုလသမဂ္ဂ UN လိုနိုင်ငံတကာအဖွဲ့တွေမှာမဲပူရအောင်လုပ်ပါရယ်။ဒါကတရုတ်ကိုတဏ္ဍာန်ရေးရအခွင့်အရေးပို့ပြီးပေးစီပါရယ်။တရုတ်ရဲ့ဈေးပေါ်တဲ့ပစ္စည်းတွေနဲ့ကြီးမားတဲ့ချင်းငွေတွေကအာဖရိကနိုင်ငံတချို့ကိုတရုတ်အပေါ်အလွန်အမင်းမှီခိုစေပြီးကျွေးမိထောင်ချောက်လို့ခေါ်တဲ့အခြေအနေကိုဥတည်စေခဲ့ပါရယ်။ဒါပေမဲ့အခုတော့ဒီရဝန်းလမ်းကြောင်းစီမံကိန်းတွေမှာပြဿနာတွေအများကြီးပေါ်လာပါပြီ။အာဖရိကနိုင်ငံအများပြားဟာတရုတ်နဲ့ပူးပေါင်းဆောင်ရွက်မှုကိုပြန်လည်စဉ်းစားနေကြပါပြီ။ကင်ညာနိုင်ငံရဲ့ မွန်ဘာစာနိုင်ရိုဘီယထာလန်စီမံကိန်းလိုမျိုးအတိုးနှုံးမြင်မာတာနဲ့ခက်ခဲတဲ့စီးမင်းတွေကြောင့်အစိုးရတွေမှာကြွေးမီတွေအများကြီးကြံနေခဲ့ပါတယ်။ဒီစီမံကိန်းအများစုကိုတရုတ်ကုမ္ပဏီတွေကလှုပ်ဆောင်တာများပါတယ်။ဒါကတရုတ်ကအလောက်ကန်ဖန်တီးပေးမယ်လို့ကြေပေးခဲ့ပေးမယ်။ဒေသခံအလောက်ကန်တွေကိုကန့်တက်လိုက်တာဖြစ်နေပါတယ်။စာချုပ်တွေအများပြားကလည်းမရှင်းလင်းပါဘူး။ဒါကြောင့်ထဇနီးယားနဲ့နိုင်ဂျီးရီးယားလိုနေရာတွေမှာအကျဉ်းပြတ်ချစားမှုတွေဖြစ်စီပါတယ်။ပွင့်လင်းမြင်သာမှုမရှိတာကလည်းအဓိကပြဿနာပါ။ စီမံကိန်းအများပြားဟာငွေကြေးအကျိုးအမြတ်အရန်ကိုနှဲပါပါတယ်။ဥပမာဇမ်ဘီယာမှာလျှက်စစ်မီအကျွေးပြဿနာဖြစ်နေပါတယ်။စီမံကိန်းတွေကကြီးမားတဲ့ချင်းငွေတွေကိုပြန်ဆက်နိုင်လာအောင်ဝင်ငွေမရှိပါဘူး။တရုတ်နိုင်ငံရဲ့ကျွေးမီစီမံကိန်းတွေအကျဉ်းပြချစားမှုတွေနဲ့ကောင်းပုံဖြတ်မှုတွေဆက်လက်ပေါ်ပေါက်နေတာကြောင့်အာဖရိကမှာတရုတ်ရဲ့ဩဇာကမှေးမိန်လာနေပါပြီ။အာဖရိကနိုင်ငံတွေကတရုတ်နဲ့ဝေးကွာလာကြပါပြီ။ဒီအလှည့်အပြောင်းမှာအမေရိကန်ဟာသူ့ရဲ့အစီအစဉ်ကိုပြောင်းလဲနေပါတယ်။ တရုတ်ရဲ့ရဝန်လမ်းကြောင်းစီမံကိန်းကိုတံပြန်ဖို့အတွက်ရှင်းလင်းပြသတဲ့ခိုင်မာတဲ့ US ချက်နဲ့ American ဟာ Africa ကိုလိမ့်မြန်စွာပြန်လာပါပြီ။နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အစိုးရအခန်းစာအသစ်တွေအရလွန်ခဲ့တဲ့နှစ်အတွင်း Africa မှာ American ရဲ့ယင်းနှမြုပ်နှံမှုဟာတိတိတတမြင့်တက်လာပြီးပထမအဆုံးအကြိမ်ဖြစ်တရုတ်ကိုကြော်တက်သွားပါပြီ။နိုင်ငံခြားမီဒီယာတွေကဒါကို CCP ရဲ့ချဲ့တွေမှုတွေကိုလွတ်လပ်တဲ့ကဘာကနေတိုက်ရိုက်တံပြန်တိုက်ခိုက်ခြင်းလို့ပြောပါရီး။ အမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေဟာအရေးကြီးတဲ့နယ်ပယ်တွေကိုဥတည်နေတာပါအဲ့ဒီအထက်မှာလစ်သီယမ်ခိုဘော့နဲ့ရှာပါမြေသားများလိုအရေးပါတဲ့တယံစာတတွေအတွက်ထောက်ပံ့ရင်ခွင့်စက်တွေကိုပြန်လည်တိဆောက်တာစိမ့်လန်းတဲ့စွန့်ရင်တန်ရှင်းတဲ့ဓာတ်အားပေးကွန်ရက်တွေ digital စနစ်တွေ data center တွေဂျာမန်ရေးစောင်းရှောက်မှုနဲ့တည်ယူပို့ဆောင်ရေးအစစ်မြင့်တင်မှုတွေပါဝင်ပါတယ်အမေရိကန်ဟာအကူအညီပေးရုံတသက်မဟုတ်တော့ဘဲအာဖရိကရဲ့စက်မှုခွင်းဆက်ကိုပြန်လည်ပုံဖော်ဖို့ကြိုးစားနေပါတယ်။ရည်ရွယ်ချက်ကတော့အာဖရိကနိုင်ငံတွေ CCP ကိုမှီခိုနေရတာကိုရပ်တန့်အောင်ကူညီဖို့ပါ။ အမေရိကန်ရဲ့အရေးကြီးဆုံးလှုပ်ဆောင်ချက်ထဲကတစ်ခုကတော့ Lord Vito စင်းကြံလန်စီမံကိန်းပဲဖြစ်ပါတယ်။အနောက်မီဒီယာတွေကဒါကိုအမေရိကန်သမိုင်းမှာမဟာဗျူဟအကြဆုံးအာဖရိကအခြေခံအဆောက်အအုံစီမံကိန်းလို့ခေါ်ကြပါတယ်။ဒီစီမံကိန်းက CCP ကိုစိုးရိမ်စေပါတယ်။ဒီစီမံကိန်းဟာအင်ဂိုလာ၊ဇမ်ဘီယာနဲ့ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ကိုချိတ်ဆက်ပေးထားတာပါ။ဒီဒေသတွေမှာကမ္ဘာအကြီးဆုံးကိုဘောနဲ့ကျင်းနီတယံဇာတာတချို့ရှိပါတယ်။ဒါရီဟာ CCP ကနှစ်ပေါင်းများစွာထိန်းချုပ်ခြင်းနဲ့အတိကတတ်ထုတ်တယံဇာတာလမ်းကြောင်းတွေပါ။ အမေရိကန်ကဒီစီမံကိန်းရဲ့ရည်ရွယ်ချက်ဟာတတုထောက်ဖန်ရေးခွင့်ဆက်တွေအပေါ်တရုတ်ရဲ့ထိန်းချုပ်မှုကိုဖျက်တောက်ဖို့ဖြစ်တယ်လို့ပြောပါရယ်အမေရိကန်ဟာငွေချေးရုံတသက်မဟုတ်ဘဲဥရောပသမဂ္ဂ EU ၊ကမ္ဘာပံဂျပန်နဲ့အာဖရိကဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့နဲ့ပူးပေါင်းခဲ့ပါရယ်သူတို့အတူတူကပွင့်လင်းမြင်သာပြီးအကျွေးကင်းတဲ့ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကိုဖန်တီးနေကြပါရယ်ဒါကလည်း CCP ရဲ့အကျွေးအခြေခံရည်နှီးမြှောက်နှံမှုပုံစံနဲ့လုံးဝကွဲပြားပါရယ်အမေရိကန်ရာရှိတွေကလိုဘီဒိုစင်ကြံလန်စီမံကိန်းဟာလွတ်လပ်ပြီးဒီမိုကရေစီနီးချမိတ်ဖက်ဆက်ဆံမှုရဲ့တင်ကြေးတာတစ်ခုပါ ဒါကတရုတ်ရဲ့ဝိုင်းရံပိတ်ဆို့ရေးမဟာဗျူဟာကိုကျွန်တော်တို့တိုက်ထုတ်နေတာကိုပြသနေတယ်လို့လည်းပြောကြားခဲ့ပါတယ်။ CCB ရဲ့လျှို့ဝှက်စာချုပ်တွေအပေါ်အကျွေးစည်းကမ်းတွေနဲ့အလုံသမားပြဿနာတွေနဲ့မတူပဲအမေရိကန်ဟာစီးပင်းစည်းကမ်းတွေပွင့်လင်းမြင့်တာမှုနဲ့တာဝန်ခံမှုတွေကိုအာရုံစိုက်နေပါတယ်။ဒါကအာဖရိကနိုင်ငံတွေနဲ့ယုံကြည်မှုကိုပြန်လည်တည်ဆောက်ဖို့ပါ။အမေရိကန်ကအတိုးနှုန်းမြင့်မားတဲ့ချင်းငွေတွေနဲ့ကျွေးမီထောင်ချောက်တွေဖန်ပြီးမှမဟုတ်ဘူးလို့လည်းကတိပေးထားပါတယ်။ အဲ့ဒီအပြင်အစိုးရပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုတွေနိုင်ငံတကာဗန်ဒါရေးအထောက်ပံ့တွေနဲ့အလှူဒန်းတွေကိုလည်းထောက်ခံအားပေးပါတယ်။ဒါကအာဖရိကမှာအစိုးရအခြေပြဿနာအများပြားကိုရှောင်ရှားဖို့ပါ။အမေရိကန်ကစားကြုပ်တွေနဲ့ငွေကြေးစည်းစိမ်မှုအားလုံးကိုလူအများပြားသိရှိအောင်ပွင့်လင်းစွာထုတ်ပြန်ပေးမယ်လို့လည်းပြောပါတယ်။အဲ့ဒီအပြင်အကျင့်ပြချစားမှုတွေကိုစန့်ကျင်တဲ့နိုင်ငံတကာစည်းမျဉ်းတွေကိုလည်းလိုက်နာမယ်လို့ဆိုပါရယ်အမေရိကန်ကစီမံကိန်းအားလုံးဟာအလုပ်သမားလူအခွင့်အရေးနဲ့ပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းတွေကိုလိုက်နာဖို့လိုအပ်ပါတယ် တောင်အာဖရိကနဲ့ဇမ်ဘီယာလိုနိုင်ငံတွေကဒီစီးမြင်စည်းကမ်းတွေကိုထောက်ခံကြပါတယ်။သူတို့ဟာတရုတ်ကုမ္ပဏီတွေရဲ့အလုပ်သမားအလွဲသုံးစားပြုမှုတွေကိုခံစားရသူတွေပါ။အမေရိကန်ကဒေသခံအလုပ်သမားတွေနဲ့ဒေသခံစီးပွားရေးလုပ်ငန်းတွေကိုဦးစားပေးခန့်အပ်မယ်လို့ပြောပါတယ်။ဒါကလည်းတရုတ်စီမံကိန်းတွေကိုကွဲပြားစေပါတယ်။တရုတ်စီမံကိန်းတွေကတရုတ်အလုပ်သမားအများအများခေါ်လာပြီးဒေသခံအလုပ်ကအခွင့်အလမ်းတွေကိုရှော့ချခဲ့ပါတယ်။အမေရိကန်ရဲ့ဒီစံနှုန်းတွေကအာဖရိကနိုင်ငံတွေကိုရှယ်ဝန်လမ်းကြောင်းစီမံကိန်းပုံစံနဲ့မတူတဲ့ပူးပေါင်းဆောင်ရွက်မှုတစ်မျိုးကိုပေးအပ်နေပါတယ်။ အခုဆိုရင်နိုင်ငံအများပြားက CCB နဲ့သူတို့ရဲ့ဆက်ဆံရေးကိုပြန်လည်စဉ်းစားနေကြပါပြီ။ဥရောပသမဂ္ဂ EU ၊ဂျပန်၊အိန္ဒိယ၊တောင်ကိုရီးယား၊ကနေဒါနဲ့ဩစတြေးလျတို့ပါဝင်တဲ့နိုင်ငံအများပြားကအတူတကွလှုပ်ဆောင်နေကြပါပြီ။ EU ကစိန်လန်စွန့်အင်းနဲ့ Digital စနစ်တွေမှာအများပြားရင်းနှီးမြှုပ်နှံနေပါပြီ။ဂျပန်ကစိတ်ကမ်းတွေနဲ့စွမ်းအင်တွေမှာတရုတ်ကုမ္ပဏီတွေကိုအစားထိုးဖို့ကြိုးစားနေပါတယ်။အိန္ဒိယကအာဖရိကရဲ့ထုတ်လုပ်မှုလုပ်ငန်းတွေကိုဝင်ရောက်နေပါတယ်။တောင်ကိုရီးယားကတထုတ်တယံစာတာထုတ်ယူရေးနဲ့စက်မှုဇုံတွေမှာလှုပ်ဆောင်နေပါတယ်။ ကနေဒါနဲ့ဩစတြေးလျကရှားပါမြေသားတွေအပေါ်တရုတ်ရဲ့ထိန်းချုပ်မှုကိုလျှော့ချဖို့အရေးပါတဲ့တက်ထုတ်တည်ရန်စားတာတွေမှာလှုံ့ဆော်နေပါတယ်။ဒီလိုမျိုးတကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းကရဝန်လမ်းကြောင်းစီမံကိန်းကိုစန့်ကျင်တဲ့စီးပွားရေးအဖွဲ့အဖွဲ့ကိုဖန်တီးလိုက်တာပါ။ဒါကလည်း CCB အတွက်အကျွေးအခြေခံစီမံကိန်းတွေနဲ့သူ့ရဲ့အာဏာကိုဆက်လက်ထိန်းထားဖို့ပုံပြီးခက်ခဲစေပါတယ်။အာဖရိကမှာတရုတ်ရဲ့ဂုံတရင်ဆက်လက်ကြာဆင်းနေချိန်မှာအမေရိကန်ကသူ့ရဲ့ကြိုးပမ်းမှုတွေကိုတိုးမြင်ခဲ့ပါတယ်။အမေရိကန်ရဲ့ပြန်လာမှုဟာလည်းအာဖရိကမှာတရုတ်ရဲ့လွှမ်းမိုးမှုအဆုံးသတ်သွားပြီလားဆိုတာကိုအချက်ပြနေပါတယ်။ အာဖရိကဟာတရုတ်လွန်ခေတ်ကိုရောက်ရှိနေပြီဖြစ်တဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။